အလုံးမင်းမင်္ဂလာပါဒီကနေ့ကနောက်ဆုံးရအကစားသတင်းတစ်ခုကြားမယ်ဆိုရင်တော့ Manchester United အသင်းကတော့ Dortmund ရဲ့တောင်ပံကစားသမားဖြစ်တဲ့အသံယာမီကို January Transfer Window မှာခေါ်ယူဖို့အသံယာမီရဲ့ agent ဖြစ်တဲ့ဒါကြောင့် Joeman တက်နဲ့ဆွေးနွေးနေပြီဆိုပြီးတော့မှ Sky Sport Germany ကဖော်ပြထားတယ်ဆိုတော့ဒါပြင်ကျွန်တော်တို့က Manchester United အသင်းက January Transfer Window မှာကလပ်အသင်းအတွက်ပြောင်းရွှေ့ခြင်း Euro 130ကျော်ထပ်ပြီးတော့သုံးသွားမယ်ဆိုပြီးတော့လည်း Manchester News ကဖော်ပြထားတယ် Liverpool အသင်းကတော့ကလပ်အသင်းရဲ့ပြင် တင်နောက်ခံကစားမှဖြစ်တဲ့ခုနားတွေကို January Transfer Window မှာရောင်းချသွားရမယ်ဆိုပြီးဖော်ပြထားတယ်။အဓိကတော့ကျွန်တော်လာမယ့်နေရာဒီ Transfer Window မှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာသွားနိုင်တယ်။အသင်းရဲ့ပြင်တင်နောက်ခံကစားမှဖြစ်တဲ့ခုနားတွေကိုပေါ့လေသူတို့အနေနဲ့ဒီအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာလာမျိုးမလိုလားတဲ့အခြေအနေကြောင့်မလို့ဒါပြောင်းရွှေ့ခြင်းရရှိဖို့အတွက်ကစားသမားကိုရောင်းချသွားမှာဖြစ်ပြီးတော့မှခုနားတွေရဲ့နေရာမှာအစားထိုးနိုင်ဖို့ဒါကလည်းတင်းရဲ့ရရှိပြိမှတ်ကစားသမားဖြစ်တဲ့ Crystal Bell တင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့ ဂီဟူကိုခေါ်ယူသွားဖို့ရှိတယ်ဆိုပြီးတော့လည်းတုံးသက်ထားတယ်။ Aston Nation ရဲ့ဖော်ပြချက်အရဆိုရင်တော့ Manchester City သင်းရဲ့နှီးပြဖြစ်တဲ့ Fabregasola ကသူ့အနေနဲ့အသင်းရဲ့ Spain ကစားသမားဖြစ်တဲ့ Rodri ကို Real Madrid အသင်းကြီးရောင်းချသွားနိုင်ဖို့ရှိပြီးတော့မှ Real Madrid အသင်းရဲ့ အင်္ဂလိပ်ကွင်းလယ်ကစားသမားဖြစ်တဲ့ Joe Fallingan ကိုကလပ်အသင်းစီခေါ်ယူသွားနိုင်ပွဲရှိတယ်ဆိုပြီးတော့တုံးသက်ထားတယ်။တစ်ဖက်မှာတော့ဒါကျွန်တော်တို့ဗောလေ Chelsea အသင်းက Real Madrid အသင်းရဲ့အာကျွန်တော်ဘရာဇီးတောင်ပိုင်းကစားသမားဖြစ်တဲ့ Vinicius ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးဖော်ပြထားတယ်။အဲဆိုတော့လက်ရှိမှာ Vinicius နဲ့ Real Madrid အကြားမှာပြဿနာတချို့ရှိနေတဲ့အနေအထားမှာ Vinicius ကလည်းထွက်ခွာဖို့ပြင်ဆင်နေပြီးတော့မှဥရောပအသင်းတွေဖြစ်တဲ့ Arsenal တခြားသောကလပ်အသင်းတွေပြင် Chelsea အသင်းကလည်းခေါ်ယူဖို့စိတ်ဝင်စားနေတာလည်းဖြစ်တယ်။ဆိုတော့ လက်ရှိမှာတော့ Chelsea တင်ကဗီနီစီယအတွက်ပြောင်းရွှေ့ချေ Euro တန်း130ကျော်သုံးသွားပွဲရှိတယ်ဆိုပြီးတော့လည်းဖော်ပြထားတယ်။ Fenerbahce အတင်းကတော့ဒါကျွန်တော်တို့ပေါ့လေ Barcelona တင်ရဲ့ Poland တိုက်စစ်ကစားမဖြစ်တဲ့ Leon Borowski နဲ့ဆွေးနွေးမှုတွေရှိခဲ့တယ်ဆိုပြီးဖော်ပြထားတယ်။ရာသီကုန်မှာကလပ်တင်ကနေထွက်ခွာသွားနိုင်ဝယ်ရှိတဲ့ဒါ Poland တိုက်စစ်မှုကိုတော့ Fenerbahce အတင်းကဒါခေါ်ယူဖို့ကြိုးပမ်းတာဖြစ်ပြီးတော့မှ Barcelona အတင်းကလည်းအကယ်၍ပေါ့လေဒါကျွန်တော်တို့ဒီ လာမယ့်နွေရာသီ transfer window မှာတိုက်စစ်မှုတယောက်ခေါ်သွားမှာဖြစ်ပြီးတော့မှလက်ရှိမှာတော့ Barcelona တင်းကလည်းလာမယ့်နွေရာသီ transfer window မှာဒါ Poland တိုက်စစ်ကစားမှာဖြစ်တဲ့ Lewin Podolski ရဲ့နေရာမှာအစားထိုးနိုင်ဖို့လက်ရှိ Bayern Munich တင်းရဲ့အင်္ဂလိပ်တိုက်စစ်ကစားမှာဖြစ်တဲ့ Harry Kane အပါဝင် Atletico Madrid တင်းရဲ့တိုက်စစ်ကစားမှာဖြစ်တဲ့အာကျွန်တော်တို့ပြောလေ Junior Everest တို့ကိုအစားထိုးခေါ်ယူသွားဖို့ပြင်ဆင်နေတယ်ဆိုပြီးဖော်ပြထားတယ် လေဘာဘူးတင်းကတော့ပြီးခဲ့တဲ့နေရာစီ transfer window တော့ငါအကလက်တင်းစီကနေ astrovilla တင်းကိုတရားစီအငါချထားတယ်အသေးရဒါလူငယ်ကွင်းလယ်ကစားသမားဖြစ်တဲ့ Harvey Elias ကိုပြန်ခေါ်သွားတော့မှမဟုတ်ဘူးဆိုပြီးဖော်ပြထားတယ်အဓိကတော့အင်္ဂလိပ်ဗောလေဒါအင်္ဂလန်အသင်း United တဲ့လရွေးစေအတဲ့တော့ပေါ်ထွက်ခွင့်ရရှိဖို့ပေါ်ထွက်ခွင့်ပုံပုံလိုအပ်နေတဲ့ကစားသမားဖြစ်တာကြောင့်မလို့လေဘာဘူးတင်းကအစတွန်ဗီလာတင်းကပေါ်ထွက်ခွင့်တနေရာသာပေးထားတဲ့အခြေအနေကြောင့်မလို့ဒါလေဘာဘူးတင်းစီကိုပြန်ခေါ်သွားတော့မှမဟုတ်ဘူးဆိုပြီးတော့မှဖော်ပြထားတယ်ပေါ့လေဆိုတော့ကြီးစုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်